KNU ကရင်မြို့သားစီယုံတမဟာခရိုင်ခုနှစ်ခုအတွင်းကစေယုံစေပေခန်းတွေမှာကုသရေးနဲ့စီမံကြီးကြပ်ရေးစတဲ့အစီအမင်းတာဝန်တွေပြန်လည်ထမ်းဆောင်ရမယ့်လေးချိန်မြောက်စေဘဆိုင်ရာမတ်တစ်တနက်စင်ပွဲပီးရပွဲကိုမေလ31ရက်နေ့က KNU ထင်းကျုံနေမြေတနေရာမှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီစေဘဆိုင်ရာမတ်တစ်တနက်ကိုကရင်မြို့သားလူမျိုးရေးတပ်မတော် KNL ဘဟုစေဌာနနဲ့နယ်လက်ကျောပွေကျမ်းမာရေးလှုပ်သားအဖွဲ့ PPHWD တို့ကပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီးတင်နှံ့မှုဆေးဘက်ဆိုင်ရာနဲ့ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေမှာအ ਨੇ စုံ၃နှစ်အထက်ရှိသူတွေကရွေးချယ်တက်ရောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။တင်နှံ့မှုတတိကြဖွင့်လှစ်တင် जा ခဲ့ပြီးစာတွေ့ရှင်းလာနဲ့လက်တွေ့လေးလာကြာတင် जा ပေးပြီးနောက်တင်နှံ့ဆင်းတဲ့သူတွေကိုစေယုံစေပေးခန်းတွေမှာကုတိုင်ရဲ့အပါအဝင် အစီအမံတာဝန်တွေ ပေးအပ်သွားမယ်လို့လည်း PPHWD ရဲ့တင်နန်းတာဝန်ခံစောစောလာဦးကအခုလိုပြောပါတယ်။မက်ဒေးတွေဆိုရင်တော့ကျွန်တော်တို့တဆင့်ပေါ်တော့အဲ့ဒီကျွန်တော်တို့စေုပ်စေခန်းထဲမှာအဆင့်တဆင့်မြင့်တဲ့တာဝန်တွေပေါ်တော့ကုသရေးအဓိကတော့သူတို့ကုသရေးပိုင်းမှာပေါ်တော့ကုသရေးပိုင်းမှာတိတိယောက်ယောက်နဲ့ကုနိုင်အောင်နောက်ပြီးတော့ဒီစီမံခန့်ခွဲမှုအပိုင်းတွေမှာပေါ်တော့သူတို့တာဝန်ယူရတာရှိတယ်အဓိကတော့ဘာကိုပြောချင်လဲဆိုတော့ ဒီစေုပ်စေကန်းနေမှာဖာမစီနဲ့ပတ်သက်တော့เนาะစေဝါစေဝါထိန်သိမ်းရေးအပိုင်းတွေပေါ့เนาะအဲ့ဒါတွေနောက်ပြီးတော့ဒီကုသရေးပိုင်းတွေနောက်ပြီးတော့ဒီ data နဲ့ပတ်သက်တဲ့အပိုင်းတွေကိုเนาะပို့ပြီးတော့ဟော lesson ကပြန်ပြီးတော့ယူနာကိုကျွန်တော်တို့ကရည်ရွယ်ပေါ့เนาะဒီတဏ္ဍာန်ဖွင့်လက်ခြင်းဖြစ်တယ်เนาะဒီနေ့ကြာဖွင့်လင်းခဲ့တဲ့မတ်ဒီတဏ္ဍာန်ကို ရခိုင်ကရင်နီ ပလောင်စတဲ့တိုင်းရင်းသားဒေသအသီးသီးကကျမကြီးဝန်ထမ်းတွေခရမ်းရိုခရိုင်ခုနှစ်ခုကကျမကြီးလှုပ်သားတွေနဲ့ចောင်းသားတမတော် EBSDF ကကျမကြီးလှုပ်သားတွေအပါအဝင်စုစုပေါင်းတင်နန်းသူတင်နန်းသား40ဦးတက်ရောက်အောင်မြင်ခဲ့ကြပါတယ်။ အခုလိုမတ်တေတနန်းအောင်မြင်သွားပြီးတဲ့နောက်ရှေ့တန်းကတန်ရရရဲဘော်တွေနဲ့ဒေသတွင်းကပြည်သူတွေကိုစံမာရေးဆိုင်ရာဝန်ဆောင်မှု ကုသမှုတွေပြန်လည်လှုပ်ဆောင်သွားမယ်လို့တမဟာ6တရင်29ကတင်နန်းသူနော်ခင်ဝင်းချစ်ကအခုလိုပြောပါတယ်။နောက်လာတဲ့မဲ့ညီငယ်ညီမတွေကြောက်လေလာတဲ့ငါဒီတနောက်လာတက်တယ်ဆိုရဲစိတ်ကလေးနဲ့တော့မလာစေချင်ဘောတော့တကယ်တမ်းအကျိုးပြုစေချင်တယ်ဘာလို့ကျွန်တော်တို့ကကြပြည်သူလူထုကိုဘယ်လိုပြောမလဲ အကျိုးပြုမဲ့လူတွေလို့ပဲသတ်မှတ်ထားကြတာပေါ့နော်အကုန်လုံးကကိုရီယိုခေါ်ရင်ဆီယမ်မဆီယမ်မဆီယမ်ဟောပဲခေါ်တကယ်ဆီယမ်မရောခေါ်ခံထိုင်းရဲ့လားပေါ့နော်ကိုကိုကိုအဲ့လိုမျိုးကိုကိုတ мян ဆီယမ်မလို့ခေါ်ရင်ကိုကလည်းအော်ငါဆီယမ်မအနေနဲ့အဲဘယ်လိုမျိုးသူ့ကိုပြန်လို့တုံ့ပြန်ပေးနိုင်မလဲဆိုတဲ့အရာလေးကိုခေါင်းထဲမှာထားစီခြင်းနဲ့ပေါ့နော်အားကြောင့်မို့လို့ဖြစ်နိုင်မယ်ဆိုရင်သင်ကြားတဲ့ theory ပဲဖြစ်ဖြစ်လက်တွေ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီဇိုင်းမမတ်နဲ့လိုက်နာပြီးတော့လေ့လာစီခြင်းနဲ့ပေါ့နော်အဲ့ဒါမှလည်းပြည်သူလူတို့ကိုအကျိုးပြုနိုင်မယ်လို့ဖြစ်မှာပါ မတ်တက်တနက်စင်ပွဲပီးရပွဲခန္ဓာကို KNU တောင်မှရှိသူတွေ KNL ပို့စေဌာနတောင်မှရှိသူတွေနယ်လက်ကျောပွဲကျမကြီးလှုပ်သားဖွဲ့ PPHWD ကတင်နန်းတောင်ဝခန်တွေအပါအဝင်ဆရာဆရာမနဲ့တင်နန်းတနန်းသားစုစုပေါင်းတရာဝန်းကျင်တယောက်ခဲ့ကြပါတယ်။တအားဖြင့်38ကျင်းမြောင်လူလူကျမကြီးလှုပ်သားတင်နန်းဖွဲ့ပွဲကိုပါတဆက်တည်းပြုလုပ်ခဲ့ပါတယ်။လက်ရှိ KNL ထဲကျုံနေမြေတွင်ကခြေကပညာအလဲတန်းနဲ့ အထက်တန်းပြီးဆုံးအောင်မြင်တဲ့လူငယ်တွေအနေနဲ့စီးပညာရဲ့ဆိုင်ရာသင်တန်းကိုရွေးချယ်တက်ရောက်နိုင်ပြီးသင်တန်းတွေဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့လည်းတာဝန်ရှိသူတွေကပြောပါတယ်။